ဒူပလန်စစ်ကပဲဟန်ဆက်ကိုနိုင်ပြီးချန်ပီယံပွဲကိုကာကွယ်သွားနိုင်လိမ့်မယ်လို့ဟောကင်းထုတ်လိုက်တဲ့စီယန်စထစ်လန်ဘရိတ်လာဝဲမိပါဗျာမန်ချက်စတာဖော့စ်ကလည်းပြန်လည်ကြိုးလိုက်ပါရင် US Military Weight Giant Titan Fighter 2ဖြစ်တဲ့ CN Street Land ကတော့လာမယ့် US 3 1 9ပြိုင်ပွဲမှာရှင်မဲကစားသွားကြမယ်ဒူပလန်စစ်နဲ့ဟန်ဆက်တို့ရဲ့ပွဲစဉ်မှာဘယ်သူအသာရသွားနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးဟောကင်းထုတ်ပြောဆိုလာခဲ့ပါတယ်ဆွေလန်ကပြီးခဲ့တဲ့ပွဲမှာဒူပလန်စစ်နဲ့ Champions Cup စင်ကာပွဲထိုးတက်ခွင့်ရရှိထားခဲ့သူပါဘောင်စင်ကောင်းတဲ့ Street Land ကိုဒူပလန်စစ်ကလည်းဘောင်စင်ချင်းရှင်ကစားလာခဲ့ပြီးအနိုင်ယူပြသွားခဲ့တာကြောင့် ဒူဘလန်စစ်ကြီးကဘာလာတောင်းနဲ့ဘဲကြီးပဲဟာဆိုပြီးတော့ပရိသတ်တွေကပါစရာဟောင်းသားဖြစ်ခဲ့ကြပါတယ်။အခုဆိုရင်တော့စတေတန်ကိုအနိုင်ယူပြီးတဲ့နောက်ဒူဘလန်စစ်က professional ကစားသမားအဖွဲ့မှာ14ပွဲကစား14ပွဲတိုင်းရှုံးဝဲလောကမရှိသေးတဲ့ဟမ်ဆန်နဲ့ဒါပေမဲ့ USA 31 night မှာ champion cup ကာကွယ်ပွဲအဖြစ်ရှင်ပြိုင်ထိုးသက်သွားတော့မှလည်းဖြစ်ပါတယ်။ ဆွေလန်းကတော့ဒူဗလန်စစ်နဲ့ရင်ဆိုင်ခဲ့ရသူဖြစ်ပြီးမဒယ်ဝေတန်ဆင်မြန်ကပတ်ပိုင်ရှင်ကြီးအကြောင်းကိုကောင်းကောင်းသိထားသူဖြစ်ပါရင်ဒူဗလန်စစ်ကတက်ခိုက်အားကစားနည်းတစ်မျိုးမျိုးကိုစုံကန်းတိုင်တဲ့အထိကြမ်းကျင်စွာတက်မြောက်မှုရှိပေမဲ့အားလုံးကတော့ထုံးလို့ချင်းရေလိုနောက်ထက်ထက်ဝယ်ရှိထားသူပါဒါကြောင့်လည်းဒူဗလန်စစ်ကဘလို့တက်ခိုက်ရင်ကစားနည်းပဲကစားပါစေတယောက်တဲ့တိုက်ခွက်အထိကိုတွေ့ရပါတယ်အခုဆိုရင်ဒူဗလန်စစ်ကမဒယ်ဝေတန်ရဲ့ထိတ်တန်းဖိုက်တာတွေဖြစ်ကြတဲ့ရောဘတ်ဝစ်တေကအဒန်ဆန်ကြောင့်စွေလန်းလို့ကိုအနိုင်ရပြထားခဲ့ပြီဖြစ်ပါရင်ဒီချိန်မှာတော့ဒူဗလန်စစ်ရင်ဆိုင်ရမယ့်ဖိုက်တာကတားရဲတကောင်ပါ ဒါမှရူးဥစမန်နဲ့ရောဘတ်ဝိတ်တေကာတို့ကိုအနိုင်ယုံကျော်ဖျက်ပြခဲ့တာကြောင့်ဟန်ဆက်အစွမ်းကိုလည်း short တွက်လို့တော့မရပါဘူး။ဟန်ဆက်ကချုပ်ကအာတန်ဖိုင်တာတရားဖြစ်တာကြောင့်ဒီပွဲမှာ ground game ကိုပဲအဓိကအားပြုလာတယ်မိ။ double six ကတော့ဟန်ဆက်ကို ground game ချင်းရှင်ကစားလာဖို့ရှိနေပါတယ်။ Sri Lanka ကတော့ဒီပွဲမှာ double six ကပဲအနိုင်ရရှိသွားလိမ့်မယ်လို့ခန့်မှန်းပြောကြားလိုက်ပါတယ်။ Sri Lanka အမီရဲဝိတ်တန်ရဲ့ champion ကမ္ဘာပိုင်ရှင်ဟောင်းတူဖြစ်သလိုဟန်ဆက်နဲ့လေးချင်လောက်ပေါ်အကိုင်းမဲ့တရားလည်းဖြစ်ပေမဲ့ double six ရဲ့ဆောင်းဆောင်ရေးကိုတော့ပိုပြီးတော့ယုံကြည်နေကြတာပါ။ ဒိုရန်စစ်တီလားဟမ်ဆက်ကိုဘဲဥခွဲပေးနိုင်မယ်တူဦးတဲသောဖိုင်တာဖြစ်တယ်လို့စွစ်လန်ကခင်မြယူဆနေပါတယ်။ဒီကြောင့်လည်းပတ်သက်ပြီးစွစ်လန်ကကျွန်တော်ဟမ်ဆက်နဲ့အချင်းချင်းအတော်ကြာတဲ့အထိလေးချင်းမှုတွေပြုနေပြုလုပ်ခဲ့ပူပါတယ်။သူနဲ့တပန်းလို့ရတာအတော်လေးကိုမလဲလာဘူးဆိုတာကိုလည်းကျွန်တော်ကောင်းကောင်းကြည့်သိလာပါဘော။ဒါပေမဲ့သူနဲ့အခုရှင်မြန်ရပါကဒိုရန်စစ်လေဒီဘဲကြီးကလည်းအခုပွဲမှာသူနဲ့တပန်းပြိုင်လုံးမို့အတွက်ကြိုးစားလာအောင်မလားမပြောတတ်ပါဘူး။ဒီလိုနည်းနဲ့လာအနိုင်ယူပြနိုင်မယ်ဆိုရင်ဒိုရန်စစ်ကပြန်ပဲကင်းဖိုင်တာကြီးတယောက်ဖြစ်တဲ့ဆိုတော့အားလုံးကလက်ခံလိုက်ရတော့ပါဘော။ကျွန်တော်ကတော့ဒီပွဲမှာဒိုရန်စစ်ပဲနိုင်သွားနိုင်မယ်လို့ထင်နေဒိုရန်စစ်အတွက်ဟမ်ဆက်ဆိုတာခက်ခဲတဲ့ပြိုင်ပွဲတယောက်ဖြစ်မနေဘူးလို့လည်းကျွန်တော်မြင်မိတယ်လို့ ဖော်ပြချသွားခဲ့ပါတယ်။ဖြစ်ချင်တော့ဒီပွဲက9မိနစ်5ကြိမ်စင်ကာပွဲထိုးသွားရမှာဖြစ်ပါရင်ဟန်ဆန်အောင်အရင်ကဒါမို့5ကြိမ်တကြိမ်မှပဲကစားခဲ့ဖို့ပါဘူး။9မိနစ်5ကြိမ်အပြည့်ဆိုရင်စစ်တူပေါင်း25မိနစ်ဖြစ်ပါတယ်။ဒီလောက်အကြာကြီးကစားရမယ့်အခြေအနေမျိုးမှာစမ်းဆောင်ရင်ကောင်းတယ်ကိုတောင်းလျှောက်ဆက်ထိန်းထားနိုင်ဖို့အတွက်ကာရီယိုလိုပါတယ်။ ကက်လုံပိုင်းကလည်းဒါကိုဆုံးဖြတ်ပေးသွားဖို့များပါတယ်ဟန်ဆက်အနေနဲ့25မိနစ်စာအတွက်သူ့ရဲ့ကက်လုံပိုင်းကိုကောင်းမွန်နေအောင်လေ့ကျင့်ပြင်ဆင်လာမယ်ဆိုတာကတော့သိကြပါတယ်ဒါပေမဲ့လေ့ကျင့်မှုကလေ့ကျင့်မှုပါပဲတကယ်တမ်းပွဲမှာတော့ဒူလန်ဆီလိုဖိုင်တာမျိုးနဲ့ထွေးရမှာကြောင်းဟန်ဆက်ရဲ့လေ့ကျင့်ထားမှုတွေကအပြေးဝအထိရောက်နိုင်မယ်လို့တော့မမြင်မိပါဘူးဒီဘက်မှာလည်းဒူလန်ဆီကပဲဟန်ဆက်ကိုဘယ်ကိုခွဲပြီးထန်စားသွားအောင်မယ်လို့ထင်မြင်ယူဆမိကြောင်းပါပရိသတ်များအနေနဲ့ကရောဘယ်လိုများထင်မြင်ယူဆမိပါလဲမိမိလေးရဲ့အမြင်တွေကိုလည်းကွန်မန့်ကနေမျှဝေပေးသွားလို့ရပါတယ် ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကလောက်ပါမယ်နောက်နေ့မှာလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့အနီကုန်းထုတ်လိုက်ရပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိ like ပါကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ